ဒူးကောင်ပွဲဖြစ်နေပွဲသေးထက်ရသွားပြီဖြစ်တဲ့အဲမူကြီးဝါချန်ပြန်ရှိကမြန်မာဖိုင်တာတွေရဲ့ဒွဲဆိုင်တွေကိုတောက်လျှောက်ကိုချပြလာတာတွေ့ရပါတယ်ပြီးရရပိုင်းတော့ကစူပါရီချန်ပွဲကိုဝမ်ချန်ပြန်ရှစ်ကချပြလိုက်ပြီးတဲ့နောက်မှာတိမ်မကြခင်မှာပဲအဲမူရဲ့ပွဲပါဝမ်ချန်ပြန်ရှစ်ကထမ်းမှန်ပြီးတော့ဖွင့်ချပြလာခဲ့ပြီဖြစ်ပါတယ်အမ်ဝီဒီခေါက်ရှင်ပြားမှာကတော့ Time Fighter Chakra Web ဖြစ်ပါတယ်ဒီ Time Fighter လေးက1 Championship မှာအခုမှတပွဲပဲထိုးထားပါသေးတယ်အဲ့တပွဲကိုလည်းအနိုင်ရရှိထားတယ်ဆိုပေမဲ့ ။ဒါလောက်တိုင်းတာနဲ့သူ့ရဲ့လက်စွမ်းကို မန်းဆားလို့ကတော့မရနိုင်သေးပါဘူး။ကြည့်ရတဲ့ပုံစံတော့ fighter တွေကိုခတ်ခဲတဲ့ပြိုင်ဘက်နဲ့တက်လက်၊တိမ်မခတ်ခဲတဲ့ပြိုင်ဘက်နဲ့တက်လက်ဝမ်းကပွဲတယ်ပေးနေတဲ့ပုံမျိုးပါပဲ။ဒါကြောင့် MVD တစ်ခေါက်မှတွေးရမယ့် fighter ရဲ့အနေထားကြောင့်ဝမ်းက MVD ကိုဒီချိန်မှာတနည်းလေးပါပါရှော်ပေးထားလိုက်တယ်လို့ယူဆမိပါတယ်။ MVD ကဝမ်းမှာ၄ပွဲရှင်ပိုင်းထိုးသတ်ထားပြီးပါပြီ။နှစ်ပွဲတိုင်းနှစ်ပွဲရှုံးထားပါတယ်။နောက်ဆုံးပွဲမှာဆိုရင် Israel American Nuevo Fighter Avec Gordon ကိုရှုံးထားခဲ့တာပါ။ ကော်ရိုနာပွဲမှာဆိုရင်အဲမူရသွေးရဲတန်ရဲဖြစ်ခဲ့ရပြီးတော့ပွဲပြီးတဲ့အထိကိုတော်လေးကိုတောင်းခံထားခဲ့ရတာပါကော်ရိုငါပွဲမှာအဲမူနဲ့မှာစအဖွင့်နေဆိုပေမဲ့ချက်ထရီတို့ကကြိုက်ပြီးတော့စားကြုံးနဲ့ခေါ်ထားတဲ့ဖိုင်တာမျိုးဖြစ်ပါလေတပ်ပေါင်းဆောင်တဲ့ကစားမဖြစ်ပြီးတော့ spinning back kick တွေလိုမျိုးမှာတော်လေးကိုအားကောင်းပါလေညီကို၃ယောက်ရှိပြီးတော့၃ယောက်စလုံးကလည်းဖိုင်တာငကြမ်းကြီးတွေပဲဖြစ်နေတာပါဒါကြောင့်ဂေါ်ဒွန်နဲ့ထိုးပေးခဲ့တဲ့အဲမွေကိုဒီချိန်မှာတော့1 championship ကပွဲနဲ့နဲ့လောက်ချောင်းပေးထားတဲ့ပုံစံပါပဲ။ဂျိုရီပြေစိမှုသာအားကောင်းမယ်ဆိုရင်တော့အဲမွေပဲနိုင်မဲ့ပွဲပါ ဒါပေမဲ့အလဲထိုးနိုင်အောင်လို့တော့စူးစမ်းရပါလိမ့်မယ်။ဘောရတို့ဘလို့မြင်လဲပြအမှတ်ချက်လေးပေးခဲ့ပါဦး။တကယ်မဖိုက်ဖြစ်ကြပါမယ်။စကလုံးတွေနဲ့တော့အပြန်အလှန်ကျုံးနေကြတဲ့ဒေါ်ဘူရီယာနဲ့အစ္စလမခချက်။ UFC 315ပြိုင်ပွဲမှာမခချက်ဘောရာကြီးဘီလေမိုဟာမက်ကစိန်ခေါ်သူမက်ဒလန်နာကိုရှုံးနေသွားခဲ့ရပြီးတော့ချန်ပီယံကပတ်ကိုလက်လွတ်လိုက်ရတာကြောင့်မခချက်ကလက်ရှိ lightweight တန်းကနေ welterweight တန်းကိုတက်ရောက်ပြီးတော့ရှင်ပိုင်ကမာရလန်နာစီကချန်ပီယံကပတ်ကိုစိန်ခေါ်ထိုးတက်သွားဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့်ပရိသတ်တွေအတွေ့အကြုံဆုံးတွဲဆိုင်တစ်ခုဖြစ်တဲ့ Dobria versus Markchap တို့ရဲ့တွဲဆိုင်ကတော့အထမြောက်လာနိုင်ခြင်းရှိမှာမဟုတ်တော့ပါဘူး။ပွဲသာမထိုးပြေးကြပြီမဲ့ဒီနောက်ကတယောက်နဲ့တယောက်စကလုံးတိုက်ပွဲတွေနဲ့အပြန်လန်ထိုးသတ်လျက်ရှိနေကြပါလိမ့်။ Markchap ဝေဒဝိတ်တန်းကိုတယောက်သွားတာနဲ့ပတ်သက်လို့ Dobria ကကျွန်တော်မြင်မှုများ Fighter တွေမှာတော့ကြောင်တောင်ကြားရတာပါဗျာ။ကျွန်တော်ကဝိတ်တန်းငယ်ကလာလို့ကျွန်တော်တို့အခွင့်မပေးချင်ဘူးလေ။သူလည်းအခုဆိုဝိတ်တန်းတက်ပြီးတော့ကျွန်တော်တို့အခွင့်ရအောင်လုပ်နေတယ်။တကယ်တော့ဒီဘက်ကကျွန်တော်ကိုကြောက်လို့ဝိတ်တန်းတက်ပြီးတော့ပြေးသွားတာပါဗျာလို့လေစားတိုက်လိုက်ပြီး Markchap ဘက်ကဒီစကားပေါ် ငါငောင်းမိတ်တန်းမှာထိတ်တန်းဆွဲကောင်လေးအားလုံးဖြုတ်ပြီးွားပြီမင်းတို့မျိုးမထိုးရဲလို့ပတ်ချောင်တဲ့ကောင်မဟုတ်ဘူးမင်းကစပင်ကလေးလှလှလေးထားပြီးတော့လေကျဲဦးပဲတတ်နိုင်တဲ့ကောင်မှာကွာဒီဝိတန်းမှာတပွဲလောက်မင်းလှုပ်ပြပြီးတော့မှငါနဲ့စကားလာပြောလိုက်ဟုတ်ပြီလားဆိုပြီးပြန်လဲတုံပြန်သွားခဲ့တာပါဒိုပရီယာကလည်းလေတန်းမှာခေသူမဟုတ်တဲ့အတွက်မာကာချရဲ့ထိုးတန်းမှုပေါ်မင်းနဲ့ငါကြားကွာခြားကြငါယောက်ျားပီသားတယ်မင်းကတော့ငါကြောက်ငါလေကြီးတယ်တကယ်လဲထိုးတယ်မင်းကအာဆွေးပြီးတော့ပုံနေတဲ့အစင်မျိုးပဲဆိုပြီးတော့မာကာချကိုပြန်ဝုန်းသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ ယခုနှစ်ရာသီရဲ့ကမ္ဘာလောကလာစားအများဆုံးစားမဖြစ်ယက်တီနိုင်ခဲ့တဲ့ရော်နယ်ဒိုခရစ်စတီယာန်ရော်နယ်ဒိုကြီးကတော့အန်အစာပြိသက်တွေရဲ့ညှိနှိမ်မှုတွေစိတ်ကွဲမှုတွေကိုခံရပေမဲ့လည်း2024-25အတွက်ကမ္ဘာလောကလာစားအများဆုံးစားမဖြစ်တဲ့ယက်တီလျက်ရှိနေပါတယ်ကမ္ဘာကျော်ဖုန်းမဂ္ဂဇင်းကြီးကစားမတွေရဲ့လောကလာစားအပြင်စားတုပ်ထဲမှာပါတဲ့တခြားသောအပိုခံစားခွင့်တွေကိုတေးချာစွာစစ်တမ်းကောက်ယူခဲ့ပြီးတဲ့နောက်အခုလိုပဲထုတ်ပြန်လာခဲ့တာဖြစ်ပါတယ် Forbes Magazine ရဲ့ထုတ်ပြန်ချက်တွေအရတော့ Ronaldo ကတနည်းလောကဒေါ်လာ185သန်းရရှိခဲ့ပြီး ဒီပမာဏကဘောလုံးလောကတစ်ခုထဲမှာသာမကအားကစားလောကတစ်ခုလုံးမှာပါအများဆုံးရရှိတဲ့လောက်ခလာစာပမာဏလည်းဖြစ်ခဲ့ပါတယ်။ဒါကြောင့်ရော်နယ်ဒိုကအသက်ရွယ်သာကြလာပြီးဖြစ်ပေမဲ့လူတွေပေါ်လွှမ်းမိုးနိုင်စွမ်းကတော့မရော့ကြသေးဘူးလို့တွေးစရာရှိနေပြီးတစ်ဖက်မှာလည်းဒါမျိုးလောက်ခလာစာကိုစော်ဒီဘက်ကပေးချေနေရကြောင်းသာရရှိနေလို့လည်းပြောစရာရှိနေပါတယ်။အခုဆိုရင် NSA ကသူတို့ကိုထောက်ပံ့ပေးနေတဲ့ကုမ္ပဏီစီကနေငွေကြေးထောက်ပံ့မှုတွေအားလုံးရပ်တန့်ခံလိုက်ပြီဖြစ်လို့ရော်နယ်ဒိုကိုအသေးမှဆက်ခေါ်ထားဖို့ကိုတော့မှမတတ်နိုင်တော့တဲ့အနေအထားဖြစ်နေရပါတယ်။ လက်ရှိမှာတော့အန်နာစာနဲ့ရော်နယ်ဒိုရဲ့စာချုပ်တန်တန်းကနောက်ဆုံးလတဲ့ကိုတောင်ရောက်ရှိနေဖြစ်ပြီးဒီချိန်ထိစာချုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ဘာတစ်ခုမှဒူးစကြားမကြားသေးတာကြောင့်ရော်နယ်ဒိုနဲ့အန်နာစာတို့လမ်းခွဲကြဖို့ပဲဖြားနေပြီဖြစ်ပါတယ်အန်နာစာနဲ့သာလမ်းခွဲပြစ်ခဲ့မယ်ဆိုရင်ရော်နယ်ဒိုရဲ့လောက်ခလာစာဓမုတ်ချင်းထိုးချသွားဖို့ရှိနေပြီးအခုလိုမျိုးအဆင့်တင်နေရာမှာယက်တီနိုင်မှုအသာထားထိတ်ဆုံးဆယ်ယောက်ထဲဝင်ဖို့တောင်မှမလွယ်တော့တဲ့အခြေအနေကိုရောက်သွားမှာပဲဖြစ်ပါတယ်အာနိုကိုစားကြုံဖြတ်သိမ်းပေးဖို့အတွက်လီဗာပူးကိုယူရို2တန်းရောကြီးပေးလိုက်ရတဲ့ရီယယ်မက်ဒရစ် အားလုံးကလာမယ့်ရာသီမှာ real madrid ကိုပြောင်းရွှေ့တော့မယ်ဆိုတာပြည်သက်များအားလုံးလည်းသိထားကြပြီးသားဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ဖြစ်ချင်တော့ real ကအာနိုကိုလာမယ့်ရာသီမှာတိုင်ခင်မှာပဲအသင်းနဲ့လာပြီးတော့ပူးပေါင်းစည်းကျင်းနေတာပါ။ဒါအကြောင်းရင်းရှိပါလိမ့်။လာမယ့်ရာသီမှာကျင်းပပြုလုပ်သွားမယ်။ fifa club ကဘာဖလားကို real အသင်းကဂုဏ်ယူစွာနဲ့ပဲဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိထားပါလိမ့်။ anstoti ရှိတုန်းကတော့အာနိုကို club ကဘာဖလားမှာအသင်းနဲ့ပူးပေါင်းကစားစည်းကျင်းခဲ့ပါလိမ့်။ဒီကိစ္စကိုပြောင်းလုပ်ပေးဖို့လည်း anstoti က virus ကိုတောင်းဆိုထားခဲ့ပါလိမ့်။ ဒါပေမဲ့အန်စတော်ဒီကကလပ်ကပဖလားကိုဂိုင်းတွယ်ပြဖို့မရှိတော့ဘဲရာသီတိုင်းပွဲစဉ်ပြီးသွားတဲ့ဘရာဇီးလပြည်စစ်အသင်းကိုသွားပြီးတော့ဂိုင်းတွယ်သွားတော့မှာဖြစ်ပါတယ်။အလွန်ဆိုကအန်စတော်ဒီရဲ့နေရာကိုစောင့်ပြီးတော့ဆက်လက်ပြီးရီယယ်မက်ဒရစ်အသင်းကိုထိန်းချောင်းဂိုင်းတွယ်သွားမှာပါ။အလွန်ဆွဲလက်ထက်မှာလည်းအန်စတော်ဒီလုံခိုင်းခဲ့တဲ့အာနိုကိစ္စကိုဆက်လက်ပြီးတော့အကောင့်ထဲပေါ်ဖို့အတွက်မီးစိမ်းပြခဲ့ပါတယ်။ရီယယ်ကအာနိုခုံနိုင်ခဲ့ဖြစ်ပေမဲ့အာနိုနဲ့လေဗာပူးရဲ့အကြာကစားထုတ်တက်တန်းဟာလာမယ့်ဇွန်လ30ရက်နေ့ကြာမှာတက်တန်းကုန်ဆုံးမှာပါ။ကလပ်ကပဖလားကဇွန်လ15ရက်နေ့မှာစတင်ကစားသွားမှာဖြစ်ပါတယ်။ ါကြောင့်ရီးယားဘက်ကအာနိုးနဲ့လက်ကျန်စားထုတ်တက်တန်းကိုဖျက်သိမ်းပေးဖို့အတွက်လီဗာပူးသင်းကိုတောင်းဆိုခဲ့ရမှာကိုယ်စွဲအောင်မြင်မှုရရှိသွားခဲ့ပြီလို့သိရပါတယ်ကိုလိုမဲလှုပ်ပေးတဲ့အတွက်ရီးယားကလီဗာပူးကိုစားထုတ်ဖျက်သိမ်းပေးလို့ကျေးဇူးတင်ကအနေနဲ့ယူရိုနှစ်တန်းပေးခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာ